င်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေ။ဘဝဆိုဒီမှာကဏ္ဍလေးမှာနှုတ်ခွန်းဆက်သလိုက်ပါတယ်။ဒီစီစဉ်ကိုဆ iam လိုက်မှတင်ဆက်ပေးထားတာဖြစ်ပါတယ်။မင်္ဂလာပါ။လောကမှာ လူတွေအမျိုးမျိုးရှိကြပါတယ်။လူအမျိုးမျိုးစိတ်အဖုံဖုံဆိုသလိုတချို့ကရိုတာဖြောင်းမှကြတယ်။နေညာတဲ့လူတွေလည်းရှိတယ်။လောဘဒေါသမတရားကောက်ကျစ်တဲ့လူတွေအမျိုးမျိုးရှိကြပါတယ်။ဒီထဲမှာမှာ ဒီကနေ့ကျမတို့လင်ညာချင်းအကြောင်းလင်ညာတတ်တဲ့လူတွေရဲ့သဘောတဘာဝအကြောင်းလေးတွေကို အနေငယ်ဝေမျှတင်ပြချင်ပါတယ်။မြမစကပုံးလေးမှာဘုဒ္ဓမပါလင်ညာမချောဆိုတဲ့လူပဲဒီနေ့လူတွေဟာ တနည်းမဟုတ်တနည်းလင်ညာစကားပြောတာကြပါတယ်။မလင်ညာဘူးတဲ့သူမရှိပါဘူး။ခလေးကအဆက်လူကြီးတချို့ကတော့ ကိုရဲ့ပြောဆိုလိုက်တဲ့အရာ ပြုမူလိုက်တဲ့အရာဟာအလင်ညာတာမဟုတ်ဘူးလို့ထင်ပေမဲ့လည်းအဲ့ဒီအရာတွေအလင်ညာတဲ့အရာအဖြစ်ဒီမတို့ဘဝမှာဘလို့ဆိုကြတွေအဲဘလို့မျိုးဖြစ်ရကြုံရတာတွေဆိုတဲ့အကြောင်းလေးတွေလည်းဒီမတို့တွေ့ကြုံရမှာဖြစ်ပါတယ်။ဒါကြောင့်ဒီလင်ညာချင်းဟာ ဘလောက်အရေးကြီးတယ်လဲဆိုတာကိုကျမတို့အထုတတိထားရမှာဖြစ်ပါတယ်။အသေးအမွှားလေးပဲဆိုပြီးတော့ကျမတို့လှစ်လူရှိလိုက်ပြီလေဆိုလို့ရှိရင်ကျမတို့ရဲ့ဘဝမှာပျက်စီးရာဆုံးချွံ့ရာအတွက်ကျမတို့ရင်ဆိုင်လာရမှာဖြစ်ပါတယ်။တမကျန်းစာတစ်ပိုက်ကတော့တင်တို့သည်တင်တို့ဤအဖဒီဟုသောမာနမှဆင်းတက်ကြ၏။တင်တို့အဖဤအလိုတို့လည်းလိုက်တတ်ကြ၏။မာနသည်ရှေးဥစွာမှဆ ảy ၍လူအသက်ကိုတတ်တော်သူဖြစ်၏။ သူ၌တစ္ဆာတရားမရှိတော့ကြောင့်တစ္ဆာတရား၌မတည်မနေသူသည်မူတာစကားကိုပြောတော့အခါမိမိပကတိအတိုင်းပြော၏မူတာစကား၌ကျင်လေတော့သူဖြစ်၏မူတာဤအဖာလည်းဖြစ်၏ဆလိုတဲ့အတိပယ်ကတော့ဒီနေ့ကျမတို့မူတာဆိုတဲ့လင်ညာတဲ့အရာဟာဘယ်ကနေစပြီးဖြစ်ပွားလာတယ်လဲဆိုလို့ရှိရင်ဒီကနေ့ မာနကနဲ့ဆင်းသက်လာတာဖြစ်ပါတယ်ဒီနေ့ကျမတို့ကဒီအရာကို ပြောမိတယ်ဆိုမိတယ်ဆိုတဲ့အရာကမာနဟာကျမတို့ကိုအမြဲတမ်းဒီအတွင်းနှလုံးသားထဲမှာကျမတို့မကောင်းတဲ့အရာကိုဖြစ်ပွားစေတယ်ဟိရှေယ52ခုအငယ်3လောက်ပိုင်းလေးမှာတင်တို့ဒီနှုတ်ခမ်းနှင့်ရှာအားဖြင့်မုဒ္ဒစကားအတ္တမစကားကိုပြောတတ်ကြ၏တရားကိုအဘယ်သူမှမရှာတစ္ဆာကိုအဘယ်သူမှမဆောက် အနတ္တကိုကိုးစား၍မုဒ္ဒစကားကို ပြောတတ်ကြ၏မကောင်းသောအကြံကိုပဋိဒိဋ္ဌိယူ၍အာတမအမှုကိုဖွာကြ၏ဒီနေ့ဘလောက်ကြောက်စရာကောင်းလဲဆိုလို့ရှိရင်ဒီအရာဟာတည်တည်လေးပါဆိုပြီးတော့မုဒ္ဒကိုကျမတို့စပြီးပြောလိုက်တာနဲ့ဒီအထဲမှာ ကျန်ဆက်ပြီးတော့တည်တည်တည်လိုက်တဲ့အဲ့ကျွန်တော်တို့ကမကောင်းတဲ့အရာ အာဓမ္မအမှုအရာတွေကို ကျွန်တော်တို့ပောက်ဖွာလာတာဖြစ်ပါတယ်။ဒီနေ့လူတွေဟာအကလေးပဲဖြစ်ဖြစ်လူကြီးပဲဖြစ်ဖြစ်ဒီမကောင်းတဲ့အကြံအစီမကောင်းတဲ့စကားတွေလိညာတဲ့စကားတွေကတင်ပေးတာမဟုတ်ပဲနဲ့ဒီအထဲကနေပောက်ဖွာလာတဲ့ကြောင့်အရန်ပဲအန္တရာယ်ရှိပါတယ်။ဒါကြောင့်ဒီကနေ့ကျမတို့လင်ညာစကားကို ကျမတို့လင်ညာတဲ့အပြုမှုကိုမပြုတ်လို့ပဲနဲ့ ကျမတို့ကောင်းကောင်းမွန်မွန်မှန်မှန်ကန်ကန်တစ္ဆာရှိရှိနဲ့ဖြောင့်မတ်တဲ့သူတွေဖြစ်ဖို့လိုပါတယ်။သုတ်တန်ကြံပညာရှင်ကြီးကလည်းတစ္ဆာရှိသောတက်တေဒီမူတာမတုံးတာတစ္ဆာပြတ်သောတက်တေမူကမူတာကိုတုံးတတ်၏ရဲ့။ဒီနေ့မူတာကိုတုံးတဲ့လူတွေဟာတစ္ဆာလည်းမရှိပါဘူး။ဒါကြောင့်ဒီကနေ့ကျမတို့ရဲ့ ပြောဆိုပြုမှုတဲ့အပြုအမူတွေဟာတကယ်ပဲမှန်ကန်တဲ့တစ္ဆာရှိတဲ့ယူတာဖြောင့်မတ်တဲ့အပြုအမူဖြစ်ဖို့လိုပါတယ်။အဖြစ်ပြက်တစ်ခုကကုမ္ပဏီပိုင်ရှင်တတိကျူဟာသူ့လုပ်ငန်းအတွက်ယူတာဖြောင့်မတ်ပြီးတစ္ဆာရှိတဲ့လူကိုလိုအပ်ပါတယ်။သူအလုပ်ခေါ်လိုက်တဲ့အခါမှာအလုပ်လာလျှောက်တဲ့သူတွေလာကြတယ်။ဒါနဲ့တတိကျူကအလုပ်လာလျှောက်တဲ့လူဆက်ကူဦးကိုမပြောလဲဆိုရင် ဒါမင်းတို့ကိုဒီတစ်စစ်လေးကိုပေးလိုက်မယ်ပြီးတော့မင်းတို့အိမ်ရောက်ရင်ပြိုးချပါတစ်ပင်တွေပြန်ပေါက်လာတဲ့တနေ့ငါပြန်ခေါ်တဲ့အခါမှာအဲတစ်ပင်အင်းကိုယူလာချပါတစ်ပင်တွေထွက်လာပြီးပေါက်တဲ့လူကို အလုတ်ခတ်မယ်ဆိုပြီးတော့ပြောလိုက်ပြီးတော့ထွက်လိုက်တယ်တဲ့အဲနဲ့သူတို့လည်းအလုတ်လိုချင်တဲ့အတွက်ကြောင့်တစ်ပင်ကိုကောင်းကောင်းမွန်မွန်ပြုစုပြုထောင်ကြတယ်တစ်စစ်လေးကိုပေါ့နော်ဒါနဲ့သူတို့အလုတ်လိုချင်တဲ့အတွက်တစ်စစ်လေးကို ညဦးထဲမှာထဲပြီးတော့ကောင်းကောင်းမွန်မွန်သူတို့ပြုစုကြတယ်တပတ်နှစ်ပတ်ရောက်တဲ့အခါမှာတစ္ဆေရအပင်ပေါက်မလာဘူးပင်ပေါက်မလာတဲ့အခါမှာသူတို့တချို့လူတွေကဘာလို့လဲဆိုဟာတထေရတိမှမဟုတ်ပါဘူးဆိုပြီးတော့အဲ့ဒီအပင်မပေါက်လာတဲ့တစ္ဆေကိုယူပြီးတော့တခြားအပင်ပေါက်နိုင်တဲ့ပြုပင်ကိုပြန်ပြီးသူတို့လဲလိုက်ချရတယ်အဲ့ခါမှာတယောက်သောသူမှာပဲသူကတစ္ဆေကပေါက်မလာဘူးအဲ့နဲ့သူ့အမေကိုအမေဘယ်လိုလုပ်မလဲကျွန်တော်ကတော့ဒီတစ်ပင်ကိုညီလဲလောင်းတယ် ူစုပြောချောင်းမဲ့ပေါက်မလာဘူးအဲ့ခါမှသူ့မိရအဲတာရဲ့ပေါက်မလာရင်လည်းအဲတတိကိုပြောပြပေါ့နော်ပေါက်မလာတဲ့အတိုင်းပဲရိုးရိုးတာတာလေးပဲအဲပြောပြပါဆိုပြီးတော့လွတ်လိုက်တယ်အဲ့ဒီတတိကြီးခေါ်တဲ့နေ့ရောက်တဲ့အခါမှာတချို့လူတွေမှာအပင်လေးတွေနဲ့အိုးလေးတွေကင်လာကြတဲ့အခါမှာတယောက်တော့အပင်မပေါက်တဲ့သူကအရင်ပဲစိတ်မကောင်းဖြစ်တယ်ငါတို့အလို့ရမှာမဟုတ်တော့ဘူးပေါ့အဲ့ဒီအချိန်မှာဒီလိုတတိရဲ့အခန်းကိုရောက်လာကြတယ်အဲ့မှာတတိကြီးရောက်လာတဲ့အခါမှာဟာ အဲမင်းတို့တွေတော့ဟုတ်ပါလားတချို့လဲအများအဖြစ်အပြင်းတွေတွေ့ရတယ်ကျွန်တော်ကြီးလိုက်တဲ့အခါမှာတယောက်တော့သူကဟာမင်းကအဲဘာဖြစ်လို့ဒီမှာအပြင်းမပေါက်တာလဲမမေးလိုက်တဲ့အခါမှာဟုတ်ကဲ့တထင်းကျွန်တော်ကအပြင်းကိုတခြားပြုစုပြုထောင်ပြီးတော့ဒီရေလဲလောင်းပါတယ်ဒါပေမဲ့လည်းဒီအချိန်ထိပြုပင်တွေကထွက်မလာပါဘူးဒါကြောင့်ကျွန်တော်လည်းဘာမှလုပ်ရမှမသိတော့ဒီအတိုင်းပဲပြန်ယူလာပါတယ်လို့ပြန်ပြောလိုက်တဲ့အခါမှာ အထေးကြီးရဲ့သဘောကျပြီးတော့ကဲမင်းတို့နားထောင်ပါဒီချိန်မှာအလုတ်ခတ်မဲ့သူကတော့ပြိုးပြီးမပေါက်တဲ့အလူငယ်ကိုပဲသူအလုတ်ခတ်မယ်လို့ပြောတဲ့အခါမှာကြံတဲ့သူတွေအရာအဝတ်သွားကြတယ်အာတထေးကမတရားဘူးအပင်ပေါက်တဲ့လူပဲခတ်မယ်ဆိုပြီးတော့ဘာဖြစ်လို့ဟိုဒီပြိုးပြီးမပေါက်တဲ့သူကိုခန့်တာလဲလို့ပြောတဲ့ဟာတထေးကြီးကမင်းတို့တွေကလိန်ညာကြတာကိုတကယ်တမ်းကြတော့မင်းကိုကိုပေးလိုက်တဲ့ဒီတစ်စစ်ဟာ တေပြီးသားပေါ့နော်သူရင်းနှင်းနဲ့လောင်းထားတယ်ဘလို့မှအပင်မပေါက်နိုင်တဲ့အရာဖြစ်တယ်ဒါဝမင်းတို့တွေကအဲငါမသိဘူးဆိုပြီးတော့အဲလိန်ညာပြီးတော့လဲလဲပြီးတော့ယူလာကြတာတည်တယ်လို့ပြောတဲ့အခါသူတို့စိတ်မကောင်းစားနဲ့အဲအလုမရရှိကြပေါ့နော်ထွက်သွားကြတယ်အဲလူငယ်လေးကတော့အလုရရှိသွားပါတယ်ဒီဖြစ်ပျက်ကလေးကိုကြည့်တဲ့အခါမှာကျွန်တော်တို့ဘုရားမှာလည်းဘယ်သူမှသိတာမဟုတ်ပါဘူးဆိုပြီးတော့လင်ညာတဲ့အပြုမူလေးတွေကိုလုပ်တတ်ကြပါတယ်။ ဒါနဲ့ဘယ်သူမှမတိလောက်ပါဘူးဆိုပြီးတော့လိညာလုံးချက်တွေကိုလွတ်တက်ကြတဲ့အတွက်ကြောင့်သင်ခန်းစာယူဖို့ဖြစ်ပါတယ်။တခါတလေဘာမှမဖြစ်လောက်ပါဘူးဆိုပြီးတော့လိညာပြပြောထားတဲ့ဟာတွေလည်းတွေ့ရပါတယ်။တခါကျမတို့ဖျားရှိခုဘူးခရီးတစ်ခုကားနဲ့သွားကြတယ်။အဲ့မှာအရှိကကျမတို့ကားကရောက်ရှိနေပြီ။ရောက်တဲ့အခါမှာသူတို့ကမေးတယ်။ကျမတို့စီလာကဘယ်နှရောက်ပြီလဲ။ရောက်တော့မလားလို့မေးတဲ့အခါကျမတို့ကားဆရာက အာဟာရောက်တော့မယ်ဆင်မနောက်7မိနစ်9မိနစ်ကြာကြာလောက်ဆိုရောက်ပြီလို့ပြောတဲ့ဟာကျမကကားဆရာကိုဘာဖြစ်လို့လဲလို့ကျမတို့ကအခုဒီနားလေးပဲရောက်သေးတယ်ကျမတို့အလွန်ဆုံးမောင်းလို့ရှိရင်မိနစ်20လောက်ဟိုကြော်ကြော်လေးရမောင်းရမယ်မဟုတ်ဘူးလားအဲ့ဒီဝင်ကျင်လာပြောတာအာဆင်မကလည်းသူတို့ဆောင်တဲ့အာနာဆရာကြီးဘာမှမဖြစ်တော့ပါဘူးဒါကြောင့်ကျွန်တော်ကလည်းနည်းနည်းလေးဟိုတမ်းမပါလင်ကမချောဖြစ်မှာမလို့ပေါ့နော်ဒါကြောင့်နည်းနည်းလေးအေးပြောအဲ့လိုလင်ညာပြီးပြောလိုက်ရတာပါလို့ပြောတဲ့အခါကျမကစိတ်မကောင်းဘူး ာဖြစ်လို့လဲဆိုရင်အမှန်တမ်းပြောလိုက်ရင်တို့တွေလည်းစောင့်နေဆိုရင်မိနစ်20လောက်စောင့်ပြင်မယ်ပေါ့နော်မဟုတ်ရင်ကျမတို့ကလင်ညာပြီးတော့ဟာ10မိနစ်လောက်ရောက်မယ်လို့ပြောတဲ့အခါတို့ကသူဖျားရှိကိုစကျင်တာဖြစ်ဖြစ်တခြားလူအတွက်အခက်ခဲဖြစ်တယ်အဲကျမကတော့အမကြိုက်ဘူးပေါ့နော်ဒါပေမဲ့ဒီလိုမျိုးဟာလေးတွေတတိထားဖို့ဖြစ်ပါတယ်ဘာလို့လဲဆိုရင်ကျမတို့အထက်ကလှုပ်ကနေထွက်မိတယ်ပြောမိတယ်လုံမိတယ်အရာတွေကရံပဲအန်တရရှိပါတယ်နောက်တစ်ခုက မိဘတွေအရင်ပဲတည်ထားရမယ်ကလေးတွေကတစ်ခါလေကြရင်သူတို့တွေနေညာပြောဆိုတတ်တဲ့ဟာကဘာဖြစ်လို့ပြောရတာလဲသင်ပေးတာလည်းမဟုတ်ဘူးလို့ထင်ပါပဲအဲဒီနေ့ကျမဖမ်းမိတဲ့စာဥကလေးမှာလူတူဦးကသူ့အမေစီမှာအကျွေးလာတောင်းတယ်ပေါ့တောင်းတဲ့အခါမှာသူ့အမေကအိမ်ထဲမှာရှိနေတယ်ဒါပေမဲ့လည်းအဲ့ဒီသူကခေါ်လိုက်တဲ့အခါမှာအိမ်ရှိမှာပေါ့နော်ဆော့နေတဲ့သားလေးရှိတယ်အဲ့မဲ့သူကအဝေးကနေလှမ်းခေါ်တယ်အမကြီးရှိသလားဘာညာနဲ့ခေါ်တဲ့အခါမှာ အတူသားလေးကိုတူတူလေးပြောပြီးတော့အမေမရှိဘူးလို့ပြောလိုက်။အဲနဲ့အဲသူဒါလေးကလည်းအပြင်ထွက်ပြီးတော့အဲအတော်ကြီးအဲအမေမရှိပါဘူးဆိုတော့အော်ဟုတ်လားဆိုပြီးတော့ပြန်သွားတယ်။ဆိုတော့ဒါအဖြစ်ပြက်ကဒီလောက်ပါပဲ။ဒါပေမဲ့လည်းခလေးမှာပါဖြစ်သွားလေ။သူကြီးတရားတင်ပေးတာကဒီလိုပြောလိုက်ဆိုလိုက်ပြောတယ်။အတိပယ်လိညာတဲ့စကားဖြစ်သွားတယ်။အဲ့ဒါလူကြီးတရားလည်းအော်ဘာမှဖြစ်ပါဘူးကိုရဲ့ ဲပါအကျွေးမပေးနိုင်သေးတဲ့အခါမှာပေးနိုင်တဲ့အကြောင်းရှင်းရှင်းလေးလေးပြောရင်ရတယ်ဒါပေမဲ့ကလေးကိုဘယ်လိုမျိုးလှုပ်တာကြောင်ကလေးတွေနောက်ပိုင်းဆိုဟာအမေဖေတောင်လူကြီးတွေတောင်လှုပ်တာပဲသူတို့လည်းပြောတော့မှာပဲဒါကြောင့်ဒီနေ့အရန်ပဲတတိထားဖို့လိုတယ်ဒီလေညာစကားမူတာအပြုအမူတွေကိုဟိုကျမတို့ဖခင်ရဲ့သားသမီးတွေဟာတကယ်ပဲဖခင်ကတော့အဲကျမတို့ကိုကောင်းတဲ့အပြုကိုကောင်းတဲ့အတွေ့အခေါ်အကြံစီနဲ့အသက်ရှင်ဖို့လိုတယ်ဒါပေမဲ့အဲ့ဒါတွေကို ချက်တဲ့အရာကတော့မနတ်စာဒမာနာကအမြဲတမ်းလာနှောက်ရှက်မယ်မတရားသွေးဆောင်မယ်အဲဒါသူ့ရဲ့ကြောက်ခွင်တဲကိုကျမတို့ကရောက်ပြီးတော့သူ့နောက်ကိုကျမတို့သူခိုင်းတဲ့အတိုင်းကိုလိုက်သွားတာကြတယ်တချို့ဆိုရင် shopping mall ကိုရောက်သွားတဲ့အခါမှာအင်ဂျင်လှမ်းလှမ်းလေးတွေသူကြိုက်တဲ့ပစ္စည်းတွေတွေ့ရင်အဲအထဲမှာမင်းဝယ်လိုက်ပါအကျွေးကန်တဲ့လေးရတယ်အဲလိုမျိုးအမျိုးမျိုးဆွဲဆောင်တဲ့အခါဝယ်လိုက်မိတာတမျိုးနောက်ပြီးတော့မီဒီယာထဲမှာလင်ညာတဲ့ဟာတွေတောင်းတဲ့အရာတွေဒီအရာတွေလည်းအရန်ပဲစိုးတယ် ဒါကြောင့်ကျမတို့မှာဒီမကောင်းတဲ့မာနကတစ္ဆာလည်းမရှိဘူးအဲ့လိုမျိုးတွေကိုကျမတို့ကိုတုံတင်တဲ့အခါလူများများအဲ့ဒီနောက်ကိုလိုက်သွားတတ်ကြတယ်ဒါကြောင့်ချစ်တော်ညီကိုမောင်နှမအပေါင်းတို့ကျမတို့ဘဝအတ္တံမှာဒီမကောင်းတဲ့အကျင့်အစီအခုနကမကောင်းတဲ့လင်ညာချင်းတွေအေးအပြုအမူတွေကိုကျမတို့လုံးတယ်ရင်ဒီစာဓမ္မနဲ့ရဲ့တာသမီတွေဖြစ်ပါပဲဒါကြောင့်ဒီနေ့ကျမတို့ဟာဖရာတာသမီဖြစ်တဲ့အတွက်ကြောင့် ကျမတို့စိတ်ကောင်းနှလုံးကောင်းလေးနဲ့အပြုတ်အဆူအပြုတ်မှုဟာယူတာဖြောင်းမှချင်းအင်းကျမတို့ခရစ်တော်ရဲ့ပုံသက်တဲ့အတိုင်းကျမတို့အကောင်းဆုံးတရှင်ရှောင်းလန်းကြပြီးတော့ကျမတို့ဘဝမှာအောင်မြင်တော့သူများယူတာဖြောင်းမှတော့သူများဖြစ်ကြပါစေလို့ဝေမျှလိုက်ရပါတယ်။ကျန်နေရသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေ။ပြေးပါစေ။ ောင်းထီမီ၍လဲစားမကြုံစေနဲ့ထင်းညင်းသောစကားလေးများကိုသုံးဆောင်ပါနှိမ်ချရစိတ်တဲ့ကလေးဝေမြူပါတင်ပသူလဲဟင်းတန်တန်နဲ့လောက်ရလေးရီရှောင်းချင်ပါယူသားရစိတ်တဲ့လေးကိုဝတ်စင်ပါဆွေဆွေမြွေမထားမဒိုးတွေပါလူတိုင်းပတ်တဲ့စား 相着。 World of Hope မှာထုတ်ဝေထားသောခွန်အားပေးစာအုပ်ငယ်လေးများကို အခမဲ့မာယူဖတ်ရှုနိုင်ပါတယ်။မာယူလိုပါက399698918တို့သို့ဆက်သွယ်မာယူနိုင်ပါတယ်။ရောက်စီတိုင်းပေါ်ဖျားသခင်ကောင်းချီးပေးပါစေ။